ဲ့တော့ပြောလို့ဆိုရင်တို့ကပေါင်းမနေတတ်ဘူးလို့ပြောလူဟာတူဦးတူဦးမပေါင်းတတ်တာကိုယ်တိုင်းကိုကမပေါင်းတတ်တာဟာတကယ်တော့တိုင်ကြီးသိမှုမရှိတာပဲဘလောက်ပဲလှောက်ဝတ်တတ်ပါတယ်ဆိုနေနေဝါအောင်စားတတ်ပါတယ်ဆိုနေနေတို့နဲ့တူပေါင်းပေါင်းရောင်းရောင်းမနေတတ်တာဆိုရင်ကဒါတော့ကျင်တကယ်ကြိုင်းတာပဲကျုပ်တို့လူထဲမှာနေကြည့်တယ်အခုကျုပ်တို့ရဲ့မြောက်ကလာပေါ့နော်လူထဲမှာနေကြည့်တယ်မင်းကြီးရှင်းနေတဲ့ခေါင်းကြီးနဲ့လည်းမကြည့်ဘူး နင်းနာရင်လည်းကိုယ်ရင်လည်းမတည့်ဘူးနောက်ကရင်လည်းကိုယ်ရင်လည်းဘယ်သူရင်မှမတည့်ဘူးကိုယ်ရင်ကိုယ်ဟာရင်လည်းဘူနေနေရကိုယ်ရင်လည်းကိုယ်နေနေတော့ကိုယ်ရင်ကလည်းသူ့ရင်လည်းသူ့နေနေဒီရင်ကိုတဲအကောင်းချင်တာမဟုတ်ဘူးဒီနေ့မှာသုံးနေနဲ့တိုက်လိုက်ရဲ့မတ်တင်နဲ့တိုက်လိုက်ရဲ့တို့ကတခါအင်းနေနဲ့လက်တိုက်လိုက်ရဲ့ဟာအဲ့တော့ဒီဘောကတက်တာပဲကြာတာအဲ့တော့အမလေးလူထဲမှာဘယ်လောက်လဲလို့လူတွေရဲတိုက်ကြတာပါလားလို့ပြုတ်တိမိရတယ်လို့ဘယ်လိုပြောရမှာပေါ့နော် ဒါဘာသာရေးရဲ့ဘာဘက်ကိုတုံညရောက်အောင်ကိုပဲချွတ်ချုံကြနေတာကိုပေါ်ပြနေတာလို့ဘယ်လိုပြောရမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးလို့ဘာသာရေးကချွတ်ချုံကြပြီးနေတာကိုကြည့်ရတယ်ဒါဘာလို့လို့ဘာသာရေးရဲ့ချွတ်ချုံကြနေတာလဲဘာသာရေးကလူတွေပြီးတော့လူတွေကတော့ထောက်ပံ့နေရတယ်ကျောင်းကျေဘာမပြေမှာသူတော်ကျေနားနားနားသိမ့်တော့အလဲလုံးရှိတယ် ဗမာပြည်မှာနော်သူတော်ကြီးနားရင်းလောက်ပဲရှိတယ်ကိုရင်ရောဦးစင်းရောပါတီလာရောပေါ့နော်နားရင်းကချော့ပြောရရှိသိမ်းလောက်ရှိမယ်လို့ဖြစ်တယ်ဒါကြိုင်းနဲ့တကယ်တမ်းကတော့နားရင်းတော့ရှိပါလိမ့်မယ်အဲဒီနားရင်းဆိုတဲ့လူတွေကသူ့ဘာသာသူလောက်တာနေတာမဟုတ်ဘူးကိုလောက်တာလောက်တာနေတာမဟုတ်ဘူးအဲဒီနားရင်းဆိုတဲ့လူတွေနေဖို့ရန်နေရာတရားသူထောက်တာမဟုတ်ဘူးအဲဒီနားရင်းဆိုတဲ့လူတွေဝတ်ဖို့ရန်လည်းဒီအဝတ်လည်းသူ့ဘာသာသူတို့ကျောက်ဝဲဝတ်တာမဟုတ်ဘူး ရောက်နေတဲ့ဒီတုကိုဝုဖို့လည်းပဲထောက်ပတ်ထားရတယ်စားဖို့လည်းထောက်ပတ်ထားရတယ်နေဖို့လည်းထောက်ပတ်ထားရတယ်ကျမ်းမာဖို့အတွက်လည်းထောက်ပတ်ထားရဒီလိုရဲ့စောင်းနေကျမ်းမာရေးအကုန်လုံးပေါ့နော်သူကိစ္စခတဲ့ကိုထောက်ပတ်ထားဘယ်နှစ်ယောက်ထောက်ပတ်ရတာလဲလို့နေရခင်းယောက်လည်းမဟုတ်ဘူးတရားလည်းမဟုတ်ဘူးတထောင်လည်းမဟုတ်ဘူးတသိမ့်လည်းမဟုတ်ဘူးငါးသိမ့်အားလုံးတယောက်ဘလောက်လောက်သုံးမလဲဒီနေ့ဘောနော်အခုပြမှာသမင်းတက်တက်စားလို့ရှိရင်အနည်းဆုံးတော့တရားနာကြတော့ကုန်တယ်နဲ့တူတယ်ဗျာနော် အဲ့တော့ပြောမစေရင်မျက်နှာစားလို့ရှိဖြစ်300 900လောက်တော့ကုန်ပါပါဗျာသူတို့ရဲ့ဝန်ကြီးရောနေစဉ်ရောဆိုလို့ရှိရင်တနည်းတနည်းသူတို့လည်း1900တော့ကုန်တော့တယ်လို့သူပြောနေတာတော့နောက်နေ့မြောက်လိုက်လို့ရှိရင်ရလာတဲ့မူကြီးဟာတနည်းကုန်တဲ့မူကြီးအဲ့လောက်ကြီးခံထားရပါတယ်လို့သူတို့ပြောရမှာပေါ့နော်အဲ့လောက်ကြီးခံထားအဲ့တော့ဟာနေတဲ့ဝန်ကြီးခံထားရတာမဟုတ်ဘူးပေါ့ တို့တရားဓမ္မတွေမှာပေါ့နော်ကဲဘယ်လိုသိထားခြင်းထားပါသေးထားခြင်းထားပါသေးတကယ်လဲတို့ရဲ့အကျိုးတွေကအဲ့ဘာသာတရားပြရတဲ့အကျိုးတွေကတို့မှာမှုများနေတယ်ဆိုရင်တော့ဘယ်ထားတာကနှမ်းကြီးလောက်ပဲရတာကတခါတည်းအကြီးကြီးဖြစ်နေတယ်လက်ကြီးလောက်ဖြစ်နေတယ်ဆိုရင်မြတ်တာပေါ့မြတ်တာပေါ့အခုရတာကခုနကအတွက်ပြတယ်ဘာသာတိပါဒဝေရမတိတောင်ရဘူး ပါဏတိပါဒဝေရမဏိလောက်တော့လုံရောအောင်မရဘူးသူကတည်းကလုံနေလို့ကလုံတာအဲ့တော့ဘာမှမရပါဘူးဘုရားပတ်ကတ္တရာကျင်ရလိမ့်မယ်ဘုရားရေကျန်းကတ္တရာကျင်ရလိမ့်မယ်ဘုရားသုံးကတ္တရာကျင်ရလိမ့်မယ်ဘုရားပတ်ကတ္တသုံးကတ္တရေကျန်းကတ္တလို့လဲဘုရားရှင်သာထားမြောက်ပြီးမလာပါဘူးဘယ်လိုကျုပ်တို့ဘုရားလည်းပန်းလို့ရှင်နေဆိုတာလည်းမရှိပါဘူးကျုပ်တို့ဘုရားသုံးစားခြင်းနဲ့ဆိုတာလည်းမရှိပါဘူး ဘယ်ဆုံးနေပန်းနေနဲ့သူ့ကိုပူဇော်တဲ့အတွက်ကလည်းသူလည်းဝမ်းမြောက်ဝမ်းသာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကပြိနေပါဆံခဲ့ပြီလေ။အဲ့တော့သူ့မှာအဲ့လိုကမရှိတာဆိုတော့သူကလည်းအဲ့လိုပန်းကတ်တဲ့ဆောက်ကတ်တဲ့ရည်ရက်ကတ်တဲ့သူကိုမရှိပြုအောင်ဂုံလည်းမပြုအောင်။အဲ့ထောင်ရဘုရားတို့အာလာဘုရားတို့ဆိုရင်တော့သူတို့ကိုဂုံပြုတဲ့ဟာတွေလုပ်ရင်တော့သူတို့ကနေကြည့်ရှုမယ်စောင့်မမယ်။ ြင့်တင်တယ်လို့အဲလိုမျိုးလို့သူတို့ကတော့ပြောပါတယ်သူတို့ကတော့ပြောဘူးအဲလိုလည်းမပြောဘူးဘယ်လိုငါ့ကိုသုံးကြရင်တော့ဘာရမှာလဲလို့ဆိုတော့ပြောဘူးအဲလိုသူတို့ကကတ္တအောင်ငါတင်းနေတာဘာရဖို့မှလည်းမဟုတ်ဘူးဘာရမှာမှလည်းမသိဘူးအဲတော့သူတို့ဘုရားဘာသာတွေဟာအဲလိုမျိုးလို့ဘုရားဘာသာယဉ်ကျေးမှုဆိုပြီးတင်တယ်ဆိုတာသုံးကတ္တအောင်တင်တာပဲပန်းကတ္တအောင်တင်တာပဲရေကန်းကတ္တအောင်တင်တာပဲရှစ်ခိုးတ္တအောင်တင်တာပဲတကယ်တော့သူတို့ကအရှိခိုးကံဖရာတော်ဟုတ်တဲ့ပုံမပေါ်ဘူးဗျာ ဘုရားလည်းရှင်းဖို့နေကြမှာနော်အမှုမဲ့မမဲ့လုံးမနေကြနဲ့လို့ပြောရပါတယ်ဒါကြတော့ကျုပ်တို့ဘုရားရှင်းခိုးခံဘုရားတော်ဟုတ်တဲ့ပုံရှိဘာလို့လဲဆိုတော့ကျုပ်တို့ဘုရားသာပေတွေဖတ်ရတာပဲဘုရားလက်ထက်ကဘုရားလှုပ်ရှားသွားလာပြောဆိုခဲ့တဲ့ဟာတွေပေါ့ဗျာဘုရားအနေနဲ့ရာတွေသွားနေတယ်တစ်ခါတစ်ခါမှသာဝတိမှာရှိတယ်တစ်ခါတစ်ခါမှကျတော့ရာဇယောဆိုတဲ့အတိုင်းပြည်မှာရှိတယ်တခါတခါကျတော့ဝေဒာလီဆိုတဲ့တိုင်းပြည်မှာရောက်နေတယ်တခါတခါဘာရဏသီဆိုတဲ့တိုင်းပြည်ကိုရောက်တယ် အဲသာဝတိဆိုတဲ့တိုင်းပြည်မှာရောက်နေတဲ့အချိန်မှာဝိသာလီတို့ဗာရာဏစီတို့ရာဇဂျောတို့ဆိုတဲ့အားတွေမှာရှိနေတဲ့ဘုန်းကြီးများနေတဲ့ဒကာဒကမတွေဟာညနေတိုင်းရရှိဖို့မယ်ဆိုတော့ရှိဖို့ရလို့သာလုံးဝပတ်သားမရှိဘူးဒကာဒကမတွေအဲ့ဘုရားလက်ထက်ကဒကာဒကမတွေဟာဘုန်းကြီးများနေတဲ့ဒကာဒကမတွေကဆရာရှိခိုးရဲဆိုတာမရှိဘူးလို့ပြောဘုရားလက်ထက်ကဒကာဒကမတွေကဘုရားရှိမခိုးဘဲနဲ့ ဘုရားနဲ့နှစ်2500လောက်ဝေးတဲ့တရားတော်ကတည်းကဘုရားရှိခိုးနေရတယ်ဆိုဘာလို့ကြတာတို့လို့ဟောသူတို့ပြောအဲ့တော့ဘုရားရှိခိုးရင်ရေးမှုရကျွလို့လေဘုရားကြီးရောက်လာတာတို့ဒီနေ့ပြောတာလည်းရှိသေးတယ်ဒီကစီစီနေတောင်းနေတာကိုမင်းတို့ကစီစီနေဘုန်းကြီးဘုရားရှိခိုးရလားဘယ်လိုလဲစုံစမ်းနေလို့ရရှိသေးရလားစီစီနေဘုန်းကြီးဘုရားရှိခိုးရလားအမှန်တော့ဘုန်းကြီးလုံနေပြီးမှဘုရားရှိခိုးလို့တော့မဟုတ်ဘူးဆိုတာဟာမျိုးပေါ့နော် ဲ့တော့လူတယောက်ကစနကားမြေလာပြီးရင်းနဲ့ရုပ်เจ้าမှာအဲ့တော့ညဘက်မှာစကားစီပြောရတာဘုန်းကြီးဉာဏ်ကြီးခိုးရလားဟာဘုန်းကြီးပဲဟာလို့ခိုးပဲပြောအောင်လားလို့ပြန်ခိုးတာပေါ့ပြီးတော့ရမင်းမောင်ပြားတဲ့အေးမင်းကဘယ်မြင်မှလို့ပါလို့ငါဗျာကြီးခိုးတာလို့ဒါပေမဲ့မင်းမမြင်တာလဲငါဗျာကြီးသွားပြီးတူတိတူတာတွေမပြောတော့လဲမင်းကမမြင်တာပေါ့လို့ဘာမရတူတိတူတာတွေမပြောတာလို့ငါပြောတာကွာလို့ပြော ဘယ်လိုတူတိတူတာပြောတာလို့ပြားတယ်။ဘောပွားလို့မပြီးကြလားပြီးကြလားစကားပြောတာတူတိတူတာပြောတယ်လို့ခေါ်တာမဟုတ်လားလို့ဆိုတော့ဟုတ်ပါရဲ့။ဘယ်လိုတူတိတူတာပြောလို့လုံးလဲ။လူတွေတူတိတူတာပြောနေတာပဲကွာလို့ပြားကြည့်သွားပြီ။အာဘယ်လိုတူတိတူတာပြောလဲဩဃာရဩဃာရတည်းမပြောဘူးလားကွာဒါတူတိတူတာလားဗျာမင်းဩဃာရကြည့်လို့လားလို့အဲ့ဒီကွာဩဃာရဆိုတော့ဘာလို့မဲအဲ့ဒီသိုးနေတယ်ဆိုသွားမေးကြည့်လို့ ဘောမတာတော့ပါလို့မသိဘူးလေပါဠိစကားလုံးကြီးပဲပေါ့နော်ဒါကာယကံဝစီကံမနောကံကာယကံပြီးလားတရားတော့ပြတယ်လို့ခိုင်းတယ်။အတူမသိဘူးလို့ဝစီကံလည်းသူမသိဘူးမနောကံလည်းသူမသိဘူးလို့ဒါကံသိတော့အပြစ်တော့ဟုတ်ကဲ့ဒီကံကဘယ်လိုအပြစ်ကြီးရဆိုတာသူမသိဘူး။ပြီးတော့လို့ဩဃာရရဲ့ကာယကံရဲ့ဝစီကံရဲ့မနောကံရဲ့ကံသိတော့အပြစ်တော့ဟိုရဲ့စကားလုံးနေတာသူ့အကျဉ်းတိုင်းတော့တစ်လုံးမသိဘူးလို့ ကျောင်းပါသေးခြင်းကျုံကဘုရားယန္နာတရားယန္နာဘုရားယန္နာဆိုဘာလို့ဒီကားပြောညာဘုရားယန္နာပါတော့သင်္တူတော်ကြီးကဘုရားပေါ်လို့ပြောမလားသင်္တူတော်ကြီးကဘုရားပေါ်လို့ပြောမလားပေါ့နော်ညို့တို့ကြီးပဲလူမျိုးတွေလူရိုင်းတွေလို့ပြောရမှာပေါ့ညို့တို့ကြီးရနေပြီးတော့သူတို့ကဘုရားဆိုတာသူတို့ကဆန်းကြီးဆိုတာဘုရားတဲ့သူတို့ဘုရားဆန်းကြီးတဲ့ဆန်းကြီးဆိုတာအိန္ဒိယမှာသီရိရဲ့နာမည်ကွာလို့မင်းတို့ဘုရားမင်းတို့ဘုရားဆန်းကြီးမဟုတ်ဘူးလို့ အဲ့လိုပေးမာတဲ့ဆိုတော့ပေးမာလည်းဘုရားမဟုတ်ဘူးကလို့ပေးမာလည်းနာမည်ပဲပေါ့အဲ့တော့ဘုရားဘာလို့ဆိုတော့ဘုရားဆိုတာအကျိုးကသူတို့ကိုတညတရားဟောတယ်တညကိုဘုရားဘုရားကြောင့်မဟောတယ်ဘုရားဆိုတာအိုးဘသူကနေပြီးတော့မွေးတာဘယ်နေရာမှာမွေးတာသူကဘာလူမျိုးနောက်သူကနေပြီးတော့လူတွေအတွက်တရားတွေကျင့်လိုက်တာလို့သူတရားတွေသိသွားတဲ့အခါကျမှ သူဘုရားဖြစ်သွားတာပါအဲ့တော့သူကဘာတွေလုပ်တယ်လို့ဘယ်လိုဂုဏ်ကြီးတွေရှိတယ်လို့ကျောက်ကြောက်ပြောတော့အဲ့နဲ့သူတို့ဘုရားအဲ့လိုမဟုတ်ဘူးလေဘုရားကြီးကမတူတော့ဘူးလေကျုံနဲ့သူတို့နဲ့ကအစတော့ကတော့ဘုန်းကြီးတို့နဲ့ကျွန်တော်တို့နဲ့ဘုရားအတူတူပဲသူတို့ဒီလိုပြောတယ်ဘုန်းကြီးတို့နဲ့ကျွန်တော်တို့နဲ့ဘုရားအတူတူဆိုပြီးတော့ကျုပ်တို့လည်းခင်သာပေါ့ဗျာကျုပ်ကဘုရားအကြောင်းပြောလိုက်တော့အခါကျမှအာဘုန်းကြီးတို့နဲ့ကျွန်တော်တို့နဲ့ဘုရားမတူဘူးလေဒီလိုဖြစ်သွားတယ်ပေါ့နော်အေးမတူဘူးပေါ့ကွာလို့မင်းတို့ဘုရားဘုရားမဟုတ်ပဲလို့မင်းတို့နာမည်ဘုရားလုံးညာလို့ အခုလည်းပဲဆရာတိကလားနဲ့ဘုရားယတနာမသိဘူးတရားတိကလားမေးဘုံမသိဘူးတရားယတနာအခုလိုမျိုးဟောပြောလာနားနေတာတရားနာတာပေါ့လို့ပြောပြောပါပါနော်တရားဆိုတာကိုအမေကျွတ်တို့ဒကာတော်ကညီမတိရတော့တော့ဘုန်းကြီးတော်ပြည့်ရပုံရှိဘူးဘာလို့လဲဆိုရင်တော့ဓမ္မောဆိုတဲ့ပါဠိစကားလုံးကိုဟိုဥပုံနေမှာပါပဲဆရာတော်ဥပုံအနဲ့ပေးတယ် ဓမ္မမလေးတံဖိုလေးတံမိဗံပရိယဆေဝါတော်တရားတော်မြတ်ကြီးဆိုဆရာတာဓမ္မနဲ့ပြေးတာမလေးတံဖိုလေးတံနဲ့မိဗံနဲ့ပရိယဒီတော့အကုန်လုံးတစ်ခုမရှိတစ်ခုမရှိရောက်ပြီးအောင်လုပ်နေတာဒီလည်းပဲဘယ်အလုံးမသိဘူးဓမ္မဘယ်အလုံးမသိဘူးမလေးတံနဲ့ဒါတရားကိုဖိုလေးတံနဲ့နိဗ္ဗာန်နဲ့ပရိယမလေးတံရဲ့ဖိုလေးတံရဲ့ဆိုစစ်တံပေါ့နိဗ္ဗာန်ဆိုတော့ကိုးတံပေါ့ ပရိယပါဆိုတာပဲသေးတာမလေးတံဘူလေးတံနိဗ္ဗာန်ပရိယ7ပါးတော့တရားတော်များသည်ဟောပြော7ပါးကိုလုတ်ထည်တာဘယ်7ပါးလုတ်တရားဟုတ်ပါနိဗ္ဗာန်တရားမဟုတ်ဘူးနိဗ္ဗာန်တရားရတဲ့သူတွေရောက်တဲ့ပြည်ပြည်နာပဲဖြစ်တယ်ပရိယကလည်းတရားမဟုတ်ဘူးတကယ်ကတော့ဘူလေးတံဆိုတာတော့တရားမဟုတ်ဘူးလို့ပြောမဲ့လေးတံပဲတရားပဲမဲ့ကတရားအဲ့မဲ့လေးတံဆိုတာကတော့ တမာတဲ့အမြင်တမာတဲ့အတွေ့တမာတဲ့အပြော အလုပ်အနေတမာတဲ့ကြိုးစားလို့ကြစိတ်ထားဒီချက်လက်ရှိချက်ကလေးပဲတရားဗျအဲ့တော့တရားတော့မသိကြဘူးဗျအဲ့တော့ဩဃာဘုရားရှိခိုးနေတဲ့သူတရားယရနာနဲ့တရားယရနာပြောတာကောက်ရတာတရားယရနာပဲဘုန်းကြီးတော်မကောက်တတ်နေမှာတော့ဗျာဘုန်းကြီးဆိုသာရမေကဘုန်းကြီး ကာရင်းနေတဲ့ဘုန်းကြီးတော့မကောက်တတ်နေမှာတော့မကောက်တတ်လို့မလို့မလွဲရောက်ပြီးတော့ဗရိယတိလည်းထက်နိဗ္ဗာန်လည်းထက်ကိုယ်လေးတာလည်းထက်မဲ့လေးတာလည်းထက်ပြီးသူဒီဒုက္ခကောက်နေရတာအဲ့တော့သူလူသားတော့ဘယ်သာမန်လူကကြည့်လိုက်အဲ့တော့တရားလည်းမသိဘူးတန်ခါဆိုတာတော့ဝေးရောမသိဘူးဖြစ်မှာပေါ့နော်အဲ့တော့တန်ခါလည်းမသိဘူးတန်ခါယရနာဆိုတာလည်းမသိဘူးကတော့ဝါကြီးလို့ဆိုရတာကတော့ဘာလို့အဘိဓိပ္ပာယ် အကြောလည်းသူဒီမှာမဟုတ်ဘူးစကလုံးကြည့်လို့မလို့သူသိုးနေတာအဲ့တော့ဆရာကြီးခိုးနေတဲ့သူကသူ့ဘုရားကြီးခိုးနေရတဲ့စကလုံးနေမှာသူမသိဘူးလို့ပြောမသိတဲ့စကားတွေနဲ့သူပြောနေလို့ရှင်တော့မသိတဲ့စကားကတူတီတုတ်တာစကားဖြစ်လာမဖြစ်ဘူးလားတကားတော့မဟုတ်ဘူးအာကလေးတွေတူတီတုတ်တာလျှောက်ပြောတယ်ဆိုတော့မပြောနဲ့လျှောက်ပြောနေတာနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ငါဘုရားကြီးလူတိတ္တတာတော့မပြောဘူးပေါ့ကွာလို့ပဲအဲ့ဒါကြောင့်မလို့ပဲငါဘုရားကြီးမရှိဘူးကိုယ်ကိုတင်လာလားလို့ပြောတော့မှာ ဟာဘုရားဒုတိယဆုတာဆိုတာအဲ့ဒါလေလားဆိုတော့ပြောပြပါရတာတကယ်တော့ဒါကြီးပဲဒုတိယဆုတာပြောနေတာတကယ်တော့ဘုရားနဲ့ဆက်လင်းပြီးတော့မင်းငါရှိခိုးလိုက်တမရှိခြင်းကွာလို့ရှိခိုးတယ်ဆိုတာဟာလို့မင်းသိကွာလို့ဘာမှလို့တော့ငါလည်းမသိဘူးလို့ရှိခိုးဆိုတာလို့နမောလို့တာလို့နမောလို့တာနမတ်လို့တာကွာလို့နမတ်လို့နမောလို့ဆိုတာကလို့မြန်မာလူတွေညွတ်တယ်လို့ဒီလိုရတယ်ကွာလို့ ်ဒါဘုရားကိုညွတ်နေတာဘုရားကိုညွတ်ပြီးဘုရားကိုကြီးမားပြီးဘုရားကြီးကိုပဲဥထားဥတိုက်ထားပြီးတော့နေတာလို့အဲ့တော့ဘုရားကတုံးနဲ့နေလို့ငါလည်းကတုံးနဲ့နေတာဘုရားညကတမင်မသားနဲ့ဆိုငါလည်းစဉ်းစားဘူးညကတမင်မသားဘူးဘုရားမိန်းမမယူနဲ့ဆိုငါလည်းမိန်းမမယူဘူးကွာဘုရားဒီတရားပဲဟောဆိုငါလည်းအဲ့ဒီတရားဟောနေငါလည်းညွတ်တယ်လို့ရှိပါမလားကွာလို့မင်းငါတကယ်ကိုအမြဲတမ်းချစ်ခိုးနေတာလို့ပြောလို့အိမ်မှာတည်ရင်လည်းနိုင်ချစ်ခိုးတာပဲပြောရမယ်ဒါဆုံးဆုံးပဲကွာလို့ အေးရင်းနဲ့ငါချိခိုးနေတယ်မင်းတို့ပဲချိခိုးနေမှာလို့ငါလောက်တယ်အဲ့တော့ငါလည်းချိမခိုးဘူးလို့မင်းတို့မလုံနေဘောဘယ်လိုပြောရတယ်ဘောနော်အဲ့တော့ဘုရားချိခိုးရလားလို့ဆိုတော့တကယ်တော့ခရိယန်တို့မွေးကလေးတို့ဘုရားချိခိုးတယ်ဆိုတာကဘယ်လိုမဟုတ်ဘူးလေတင်းငင်နေတို့တောက်ကြတို့ဆိုတာမျိုးလို့နဲ့သူကချိခိုးကြတာဘူးဗျာချိခိုးတာတော့မြောင်းပင့်တာပါပဲသူတို့ဘုရားကိုသွားချော့ကြတယ်သူတို့ဘုရားကိုဂုံတင်ညဂုံပြုကြတာဘောချီးမွမ်းကြတာဘော ဒီဘောတော့တို့ဗျာကြိုက်သွားပြီကလားဒီကောင်းတော့တည်လို့ရှိရင်ကောင်းတယ်လို့တရားကြည့်ရမယ်ကောင်းလို့တို့မှတ်ထားတာပေါ့ဗျာနော်အဲ့ဒီခါကျမှကောင်းတယ်လို့ဆိုတဲ့သူတော့ကောင်းမျိုးပုံကိုမှတ်တင်သွားမယ်လို့ဆိုတာ哦အဲ့လိုဆိုတော့ခေယံတော်မူစီလင်တော့ရှ िख ိုးမကိုဖြစ်မယ်ဘယ်သူတို့ကလဲဗျာကိုရှ िख ိုးမကိုဖြစ်မယ်ရှ िख ိုးလို့တော့မကြိုက်ဘူးသူတို့ခံခဲ့တဲ့ပုံကိုဆိုတော့သူတို့ကောင်းအောင်နဲ့သူတို့ဆိုးအောင်ကိုတစ်ခါကလုံနေတဲ့သူဆိုတော့ရှ िख ိုးရတာပေါ့နော်ကျုပ်တို့ဗုဒ္ဓကား ဒီလိုမျိုးကြုတ်လို့ဖန်ခဲ့တဲ့လူမဟုတ်ဘူးမင်းတို့ဟောရမဲ့လားဒီမဲ့လားနဲ့သွားရင်မင်းတို့နိဗ္ဗာန်ရောက်မယ်မင်းတို့ဟောဒီမဲ့လားနဲ့ဖဲ့သွားရင်မင်းတို့သမုဒိယနော်အဲဒီသမုဒိယလားနဲ့မင်းတို့သွားလို့ရတော့မင်းတို့ဒုက္ခပဲရောက်မယ်အဲကျဲရတာရေးပြီးတော့ဗျာလို့ဆိုတာမျိုးပဲနော်ညွန်ပြသွားငင်းချမ်းမဲ့လားလဲပြောတယ်ဒုက္ခရောက်မဲ့လားလဲပြောတယ်လို့ဆိုတော့ဒုက္ခရောက်ရင်ဒုက္ခရောက်တယ်လားသွားလေနိဗ္ဗာန်ရောက်ရင်တော့နိဗ္ဗာန်ရောက်တယ်လားသွား တွဲနေပြီးနိဗ္ဗာန်ရောက်အောင်ဆွဲဖို့လို့လည်းမရဘူး။တွဲနေပြီးဒုက္ခရောက်အောင်ဆွဲနှိမ့်လို့လည်းမရဘူး။အဲ့တော့တွဲမှာမဟုတ်လို့တွဲလမ်းညွန်တာပဲဒေသတာပဲ။ဒေသတာဖြစ်တဲ့အတွက်တွဲနေပြီးတော့ဒေသနာတွေဟောတယ်လမ်းညွန်တွေကိုပြောတယ်ပေါ့ဆေးဗျာ။အဲ့တော့ရုပ်တို့ဗျာကစစ်ခိုးပြီးတော့တခါလဲမြောက်ပြင်နေရမယ်အသားတွေကမဟုတ်ဘူး။ဒါကြောင့်မို့လို့ရုပ်တို့ကတကယ်ကြတော့ဘုရားကိုဘာဖြစ်လို့ဒီနေ့စစ်ခိုးနေကြတဲ့ကိုမသိဘူးလို့ပြောရပါဗျာနော်။တို့တို့ဒကာတို့မတွေဒါလေးနည်းနည်းသိနာပေးကြနော်။ တရားကျမ်းတော့တတိတိရှိခိုးမနေကြနဲ့နော်။တော့ညာသူများရဲ့ကလေးတွေနားကြီးပုံရမယ်လို့ပြောရမှာကြာ